မန္တလေးတောင်ပေါ်ကိုရောက်ရှိလာတဲ့မွေကြီးနှက်ကောင်ရဲ့နောက်ခံသမိုင်းကြောင်းပြည်သူများအလုံးမဲမင်္ဂလာပါရှင်။စကမ်းမဝေးပေါင်မန္တလေးတောင်မွေကြီးနှက်ကောင်တွားလို့ကြည့်ရအောင်ဆိုတဲ့သချင်းစာသားကို အလုံးမဲကြားဘူးကြားလိမ့်မယ်လို့ထင်ပါတယ်။ဒီလိုမျိုးမန္တလေးနဲ့ပတ်သက်တဲ့သချင်းတွေကိုကြားလိုက်ရပြီဆိုတာနဲ့အလုံးရဲ့စိတ်ထဲမှာစိမ့်ဆိုနေတဲ့မန္တလေးတောင်ကြီးရဲ့မန္တလေးနန်းတော်နဲ့ကျုံမြို့ရိုးကြီးရဲ့ကိုပြေးမြင်မိကြမှာဖြစ်ပါတယ်။ မန္တလေးနန်းတော်နယ်ကျုံမြို့ရိုးကြီးရဲ့ကိုပြေးမြင့်မိကြမှာဖြစ်ပါတယ်။အထူးသဖြင့်ကတော့မန္တလေးတောင်လိုပြောလိုက်တာနဲ့မွေကြီးနှစ်ကောင်ရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းကိုမန်းသူမန်းသားမဟုတ်တဲ့သူတွေတောင်မှသိကျင်စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ဒီနေ့မှာတော့မန္တလေးတောင်ကမွေကြီးနှစ်ကောင်နဲ့ပတ်သက်ပြီးတည်ထားတဲ့သမိုင်းအလွဲတွေနဲ့တကယ်သမိုင်းကြောင်းအမှန်ကဘာလဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ မန္တလေးတောင်ကအထင်ကရမွေကြီးနှစ်ကောင်ဟာပြားရိပ်ပီးဖျားကြီးထုလုပ်ဖို့အတွက်ယူလာတဲ့ကျွန်းတစ်လုံးတစ်ခွန်ကြားမှာကပ်ပါလာတဲ့မွေကြီးတွေဖြစ်ကြတဲ့ဆိုတော့ကောလာဟလာတစ်ခုရှိပါတယ်။နောက်ပြီးမန္တလေးမြောက်ပြင်ထဝယ်ရက်ထဲကမွေစရာတယောက်ကခိုင်းစားတဲ့မွေကြီးတွေလို့လည်းပြောကြပါတယ်။နောက်တစ်ခုကတော့ရတေကြီးဦးခန့်ဒီကတော်ရှင်ရင်နဲ့တွေ့ခဲ့တဲ့မွေကြီးတွေလို့လည်းဆိုပါတယ်။ဒီသုံးခုမှာဘယ်ဟာကသမိုင်းအမှန်ဖြစ်မလဲ။ မွေစရာကစံတပြေငွေတမန်နဲ့အရက်တက်ကလှည့်ပြခဲ့တဲ့မွေတွေဆိုတာနဲ့ပတ်သက်ပြီးတော့အငင်းပွားစရာလေးတွေတော့ရှိနေပါတယ်။မြမတက်ကရစ်1266ခုနှစ်ကမန္တလေးတောင်မှာဘုန်းတော်ကြီးဦးနန္ဒီရကြီးမှုပြီးဂျာရင်ညွန်ဖရာရုပ်တုတော်ထုလုပ်နေခဲ့ပါတယ်။အရင်ချိန်လောက်ကမန္တလေးမြောက်ပြင်လင်စင်းရက်ထဲကဗပင်းစရာလဲဟုတ်ဆေးစရာဆိုလဲဟုတ်တဲ့ဥပိရဲ့အိမ်ဝင်းလေးကိုညတညမှာစပအောင်မွေးကြီးနှကောင်ဟာဘဲကမှန်းမသိပဲရောက်နေခဲ့တယ်လို့ဆိုပါတယ် မနက်ရောက်တော့ဥပေကတွေ့ပြီးမောင်းထုတ်တဲ့အခါမသွားတာကြောင့်မွေဆရာကြီးဥလုံးကိုခေါ်ပြခဲ့တယ်လို့သိရပါတယ်။ဥလုံးကဒီမွေကြီးတွေကရံမပြုတ်တတ်ပါဘူးလို့ပြောပြီးယူသွားပြီးရင်နောက်မှာလူစီကားတဲ့ဈေးတွေဖျောက်ပွဲတွေမှာပြစားပါတော့တယ်။အချိန်တွေအတော်ကြာပြီးရင်နောက်မှာတော့မန္တလေးတောင်မှာဖျားတည်နေတဲ့ဦးစင်းနန္ဒီယာကဒီမွေကြီးတွေရဲ့သတင်းကိုကြားပြီးဥလုံးစီကအလူခံခဲ့တယ်လို့သိရပါတယ်။ လူတို့တော်မှရေးသားခဲ့တဲ့ကျမတို့မန္တလေးကမန္တလေးတောင်ဆိုတဲ့ဆောင်းပါးထဲမှာဖော်ပြထားတဲ့အရာဦးဇင်းနန္ဒီရဟာဒီမွေကြီးတွေကိုဖျားဖူးလာတဲ့သူတွေအပန်းပြေစီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တောင်ကြီးမှာထားရှိဖို့အတွက်အလူခံခဲ့ရဖြစ်ပါတယ်။ဦးလုံးကလည်းဒီမွေကြီးတွေကသူ့ကိုပတ်စံတွေအများကြီးရှာပေးခဲ့ပြီးပြီဆိုတော့ဦးဇင်းကိုကြည်ကြည်ပြူပြူနဲ့လှူဒန်းခဲ့ပါတယ်။ မန္တလေးတောင်အတက်ကချင်းသေးကြီးနှစ်ကောင်ရုပ်ထုအနားမှာငွေကြီးနှစ်ကောင်ရှိတယ်ဆိုတဲ့သတင်းကပြန့်နှံ့သွားပြီးတော့တောင်ပေါ်မှာလဲချက်ချင်းလူစီကားသွားခဲ့ပါတယ်။ဖျားရုပ်ထုထုလုပ်ပြီးတဲ့ချိန်မှာဦးစင်းကဒီငွေကြီးတွေကိုပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ ထူးဆန်းလာကတော့မွေကြီးတွေဟာတောင်ပေါ်ကကျင်းကြီးတစ်စင်းလေးကိုဝင်သွားပြီးဘယ်တော့မှပြန်ထွက်လာတာကိုမတွေ့ရတော့ဘူးလို့သိရပါဗျာ။ဆရာတော်ဥပန်နေစာအေးသားခဲ့တဲ့ရသေးကြီးဥခန့်ကြီးရဲ့အထုပ်ပတ္တိစာအုပ်ထဲကစာမျက်နှာလေးဆက်ကိုမှဖော်ပြထားတာကတော့ရသေးကြီးဟာကြားရီပေးဖျားကြီးရဲ့အနောက်ဘက်ထန်းရွက်မိုးတဲ့တဲချောင်းမှာတပါးတဲ့သတင်းတုံးနေတော့တရားအထုတ်နေတဲ့ညအချိန်မှာကျောင်းအောက်ကိုရောက်လာကြတဲ့မွေကြီးတွေလိုလည်းသိရပါဗျာ။ ဘသူကမှလည်းအနေရမပြူအောင်ရတေကြီးကအစာရေစာကျွေးမွေးပြီးစောင့်ရှောက်ထားခဲ့ရလို့သိရပါတယ်။ဒီမွေကြီးတွေကြောင့်တောင်ပေါ်ကိုလာကြတဲ့ဖျားဘူးတွေညားပြလာခဲ့ပြီးတာတနီကအဆောက်အုံတွေလည်းအလင်းအမြန်နဲ့တိုးတက်ပြီးစီးခဲ့ရကြောင်းရတေကြီးကဒီမွေကြီးတွေကိုမန္တလေးတောင်ရဲ့ဖျားဒါရိုက်ကောင်ဒါရိုက်ကောင်မတွေလို့တင်စားခဲ့ပါတယ်။ဒါကြောင့်မဲသူတို့ကိုဂုံပြူရဲ့အနေနဲ့ရှေးခေတ်တန်ကြီးဂျိုနာမည်ကျော်ဖိုးထောင်ဆရာကြီး ဥဝင်းကိုကျောင်းအောက်ကမွေကြီးနှစ်ကောင်ကိုပြပြီးတော့ရုပ်ထုထုလုပ်စေခဲ့ပါတယ်။ဆရာကြီးဥဝင်းကလည်းသူ့ရဲ့တပည့်ကျော်တွေဖြစ်တဲ့ဦးမောင်ကြီး၊ဦးလာပေါ်၊ဦးအောင်တင်တို့နဲ့အတူမွေကြီးနှစ်ကောင်ရုပ်ထုကိုတန်ရင်ကျိုသွန်းလုပ်ခဲ့ကြပါတယ်။လက်ရသေးတတ်ပြီးအသက်ဝင်လောနာကြောင့်ကဘာလဲခရီးသွားတွေပါရင်သက်ရှူမော်ရတဲ့အထီးပါပဲအထောက်ထားနဲ့ပြသနိုင်တာကတော့ဥခန်နေနဲ့မွေကြီးနှစ်ကောင်ရဲ့အကြောင်းပဲဆိုတော့ဒါကပဲတမိုင်းအမှန်ဖြစ်ဖို့အများပါတယ် ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာရေးပေးပါဦးနော်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။